ားလုံးမင်္ဂလာပါဒီဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်မိတ်ဆွေတွေထဲမှာငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးအဆင်မပြေဖြစ်နေတဲ့လူတွေလက်ပိတ်နေတဲ့လူတွေငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ခက်ခဲနေတဲ့လူတွေပြုလုပ်လို့ရအောင်ငွေကြေးရတရားလေးလာရောက်ပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ရတရားဘော်ကိုယုံကြည်မှုအတိုင်းသာရှိရဆိုရင်မိတ်ဆွေရလည်းအခုအရန်အကြက်တဲနေကြုံတွေ့နေပြီဆိုရင်ဒီရတရားကိုယုံယုံကြည်ကြည်နဲ့အာယုံစူးစပ်ပြီးတည်တည်ချာချာလှုပ်ဆောင်မှုအတွက်မှာကြားချင်ပါတယ် ။လောက်ဆောင်ရမယ်လောက်ဆောင်ချက်တွေဟာအမှန်တန်ရိုးရှင်းပါတယ်။ဘယ်ရက်ဘယ်ဒေတာဘယ်နိုင်ငံမှာဆိုပြုတ်လုပ်လို့ရပါတယ်။ခက်နေတာကအချိန်။အဲ့တော့အချိန်နဲ့ပတ်သက်ပြီးဒီမှာတစ်နေ့နဲ့တစ်နေ့ပြုတ်လုပ်ရမယ်အချိန်တွေမတူပါဘူး။အဲ့တော့ကျွန်တော်အယုံဆုံးဒီရည်ရည်နဲ့ပတ်သက်တဲ့အကြောင်းကိုရင်ဆပြောမယ်။ပြီးရင်တကယ်လို့အချိန်မရဘူးဆိုရင်ဘယ်လိုပြုတ်လုပ်ရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်နောက်ဆက်ပြောပြပေးပါမယ်။ အဲ့တော့ဒီရတရားပြုတ်လို့ဖို့အတွက်ဆိုရင်ကျွန်တော်စီမီကွက်တစ်ခုလိုအပ်ပါလိမ့်မယ်စီမီကွက်ဆိုရင်တော့ကျွန်တော်မြန်မာနိုင်ငံမှာဆိုမြေကြီးနဲ့လောက်ထားတဲ့မြေကြီးကွက်ရမယ်ဆိုရင်တော့ပိုအဆင်ပြေပါတယ်နိုင်ငံသားမှာရှိနေတဲ့ကျွန်တော်မိတ်ဆွေတွေစီမီကွက်ဖြစ်ရင်ပြီးရောပါမြေကြီးနဲ့လောက်တာမှမဟုတ်ပါဘူးတန်တွဖန်ကျွေကြိုက်တဲ့ခွက်ကိုယူသုံးယူသုံးလို့ရပါတယ်အဲ့တော့စီမီကွက်ပကံတစ်ခုလိုအပ်မယ်ပြီးရင်ကျွန်တော် top bag စီလိုအပ်ပါမယ် top bag စီကတော့ကျွန်တော်မြန်မာနိုင်ငံမှာစီမီထုံးဖို့အတွက် top bag စီဆိုပြီးတိတဲ့ကျွန်တော်တို့ပရာဇီဆိုင်တွေမှာရောင်းလာရင်ရှိပါတယ် နိုင်ငံခြားကျွန်တော်မိတ်ဆွေတွေဝယ်ရတာခက်တယ်ဆိုရင်တော့အဲကျွန်တော်တို့ရိုးရိုးစီကိုထောက်ပတ်လေးနည်းနည်းလေးရောပြီးတော့ဒါကိုထောက်ပတ်စီဆိုပြီးတော့သုံးမယ်ဆိုရင်လည်းသုံးလို့ရပါတယ်အဲ့တော့မီးစာကြိုးကတော့တချို့လူတွေအတွက်အခက်အခဲဖြစ်ပါလိမ့်မယ်မြန်မာနိုင်ငံမှာတော့မီးစာကြိုးစစ်ထားပြီးသားတွေရောင်းပါတယ်ဆိုတော့နိုင်ငံခြားလူတွေကတော့အချီကြိုးကိုပဲကျွန်တော်တို့တည်တည်ချာချာလေးကြည့်ပြီးတော့မှလုံးမယ်ဆိုရင်လည်းလုံးလို့ရတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဖျောင်းတိုင်မှာပါနေတဲ့ကျိုးလေးကိုပဲထုတ်ပြီးတော့အဲ့ဒီကျိုးလေးဖျောင်းတိုင်မှာဒီလိုပါနေတဲ့ကျိုးလေးကိုပဲဖျောင်းတိုင်ကို ဖယ်ထုတ်ပြီးတော့ဒီကြိုးလေးနဲ့ပဲထုံးမယ်ဆိုရင်လည်းထုံးလို့ရပါတယ်အဲ့တော့ဘာလို့အောင်ပါလဲလို့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီစီမီကွက်ထဲကိုအကျွေစီအကျွေစီဆိုတော့မြန်မာနိုင်ငံမှာဆိုရင်လည်းမြန်မာအကျွေစီပေါ့နော်အော်တကယ်လို့မြန်မာနိုင်ငံမှာဆိုရင်တော့မက်ဆီ၃နိုင်တော့ပိုကောင်းတယ် maybe မက်ဆီမရရင်လည်းတခြားအသာတစ်ခုခုတခြားတစ်ခုခုကိုရွေးချယ်ပါဗျာနိုင်ငံခြားလူတွေဆိုလည်းဒီတိုင်းပါပဲကိုယ်နိုင်ငံမှာရှိနေတဲ့အကျွေရှိတစ်ခုခုအသုံးပြုပါเนาะဘယ်နိုင်ငံဘယ်ဒေသဘယ်လူမျိုး မဆိုအတုံးပြုနေတဲ့တရားဝင်အတုံးပြုနေတဲ့ငွေကြေးအကျွေးစီဖြစ်ရပါတယ်ပြီးွားရကျွန်တော် top base ထည့်မယ်ပြီးွားရခဏကျွန်တော်ပြောရဲမီးစာနဲ့မီးပူစော်မယ်မီးပူစော်နေတဲ့အချိန်မှာကိုဖျားဝတ်ပြုစရာရှိတာပြုမယ်မေတ္တာပို့စရာရှိတဲ့ပုံမှန်ကိုစီမီးပူစော်နေတဲ့အချိန်မှာသွားမယ်အဲ့တော့စီမီးပေါ်တဲ့အခါမှာကိုဒီဟိုဖျားဝတ်ပြုမယ်တခြားအမျက်ဝေစရာရှိတာမြေပြွားလေးလေးနက်နက်ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့စုတစ်ခုကိုလေးလေးနက်နက်တောင်းအောင်မှာဖြစ်ပါတယ် အခုဆိုကြပါစို့ကိုအကျွေးကြည်ချင်တယ်ဆိုရင်လည်းအကျွေးကြည်ချင်တယ်ဆိုတော့စုတစ်ခုတည်းကိုပဲလေးလေးနက်နက်တောင်းပါအဓိကစုတောင်းတဲ့အခါမှာအရင်အရေးကြီးပါတယ်တချို့လူတွေကစုတော့တောင်းတယ်သူတို့စုတွေကဟိုပေးရမယ့်လူတော်မှဘလို့ပေးရမယ်မသိဘူးဖြစ်နေရှုပ်ရှက်ခတ်နေတာမလို့ချင်ပါဘူးအဓိကစုတောင်းဆိုတာရိုးရှင်းရမယ်ပြတ်သားရမယ်တိကျရမယ်ဆိုတော့ဟိုလာမယ့်လမှာဟိုပတ်စံလိုချင်တယ်ဟိုဆိုတော့ဒီလိုပေါ့တိတ်တရာလိုချင်တယ်အဲ့တော့တလပိုင်းဘယ်နေ့နေ့မှာ ပတ်စံသိန်းတရာလိုချင်တယ်ဒီကြားထဲမှာပတ်စံသိန်းတရာနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါစေအောင်မြင်ပါစေပတ်စံသိန်းတရာဝင်ပါစေဒီစုဦးပဲတောင်းရမယ်ဆိုတော့တိတိကျကျပါเนาะအဲ့တော့သိန်းတရာဝင်နေဆိုတော့အားလေခဏပြောလို့ပေါ့ကိုယ်အနေနဲ့သိန်းတရာဝင်နိုင်တဲ့ပဏာဟိုပါပေါ့အနေထားရှိလားဆိုတော့ပြန်သုံးသပ်ရမယ်ဆိုတော့ဒီနှစ်လအတွင်းမှာကိုယ်အနေနဲ့သိန်းတရာဝင်နိုင်တဲ့အင်ကမ်းဝင်နိုင်တဲ့အလုပ်ဒို့မို့အကြောင်းတရားတစ်ခုရှိတယ်ဆိုရင်ဒီစုကိုတောင်းပါဆိုတော့ဟိုကိုလုံနေတဲ့အလောက်ကဆိုကြပါစို့ဗျာလက်ကစားလို့ လိုချင်တာကတိမ်ပေါင်းတောင်းချီပြီးတော့ဆုတောင်းနေတာမျိုးကဆုတောင်းမပြေဘူးအဲ့တော့ကျွန်တော်ပြောချင်တာဆုတောင်းတဲ့အခါမှာနံပါတ်၁ချက်တိကြပါလေးနဲ့ပါပြတ်သားပါဖြစ်နိုင်ခြင်းရှိတာကိုဆုတောင်းပါဖြစ်နိုင်ခြင်းမရှိတာကိုဆုမတောင်းပါနဲ့နော်အဲ့ဒီလေးချက်နဲ့ကိုင်းညီဖို့အတွက်ဆုတောင်းပါငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဲ့တော့ ဲ့တော့ထွန်းတာလည်းလွယ်လွယ်လေးပါမိကျစ်လေးမိနှိလိုက်မိထွန်းလိုက်တာလွယ်လွယ်လေးเนาะဆုတောင်းတာလည်းကျွန်တော်ပြောပြရင်အဲ့တော့စီမီကွက်ကိုပူစော်မယ်မျက်စောဘုရားကိုလှူမယ်เนาะမျက်စောဘုရားကိုစီမီပူစော်တယ်ပေါ့เนาะပြီးရင်ကိုပုံမှန်ဘုရားရှိခိုးမယ်ဩဃာတာဘာညာ၅ပါးတိလာကိုယ့်အကူရွတ်ချင်လဲကြို့ပုံမှန်ဘုရားရှိခိုးနေပြီးတော့အမြဝင်မယ်ဆိုရင်လည်းအရှိရနဲ့ရှိတော့နန္ဒဆက်ကြောင်တာပဲရွရွဟိုဟာကိုအစင်ပြေတဲ့အမြဝင်တဲ့နီးနဲ့အမြဝင်ပါเนาะအမြဝင်ပြီးတော့မှဆုတောင်းအောင်ဖြစ်ပါတယ်ဆုတောင်းတဲ့အခါမှာကျွန်တော်ပြောတဲ့အချက်လေးချက်နဲ့ပြည့်ပြီဆိုအဲ့တော့မီထုံးရမယ့်အချိန်ပြောမယ်ဆိုရင်တနင်္ဂနွေနေ့မှာ နေ့လည်တနားကြီးခွဲကနေ3နာရီကြာမှမိထောက်အောင်တေချာမှတ်ပြီနော်တနင်္ဂနွေနေ့မှာတနားကြီးခွဲကနေ3နာရီကြာမှမိထောက်အောင်တနင်္ဂနွေမှာတနားကြီးခွဲကနေ3နာရီကြာတနင်္လာနေ့မှာ9နာရီကနေ10နာရီခွဲကြာအင်္ဂါနေ့မှာ3နာရီကနေ4နာရီခွဲကြာညနေပေါ့နော်နောက်တော့ဗုဒ္ဓဟူးနေ့မှာ10နာရီခွဲကနေ12နာရီကြာနေ့လည်ဖြစ်သွားမှာပေါ့နော်အဲ့တော့ကျရာပရီနေ့မှာကျွန်တော်တို့မနက်6နာရီကနေမနက်9နာရီခွဲ ကြားမှာမိထုံးရမယ်။နောက်တစ်ခါကျွန်တော်တောက်ကြနေ့မှာနေ့လယ်7:00နာရီခွဲကနေ10:00နာရီကြားမှာမိထုံးရမယ်။စနေနေ့မှာဆိုရင်တော့မနေ့9:00နာရီခွဲကနေ9:00နာရီကြားမှာမိထုံးရမယ်။အဲ့တော့ဒါ ਉਹ ပဲကျွန်တော်တို့မိထုံးရတာအဆင်ပြေတယ်ဆိုရင်ဇက်တိုက်36ရက်တိတိမိပူစော်ပါ။အော်ကိုဟိုလောက်ရတာအဆင်ပြေတယ်ဆိုရင်ပေါ့နော်နေ့တိုင်းလောက်ရတာအဆင်ပြေတယ်ဆိုတော့နေ့တိုင်းတနင်္ဂနွေရက်နေ့စနေအထိမိပူဇော်မယ်36ရက်တိတိပူဇော်ပါ တော့ကိုလိုချင်တဲ့အရာကိုရောက်ဖို့တော့ဆိုလို့ရှိရင်ပေါ့နော်โอเคသူ့အချိန်အတိကျနဲ့ပူဆောင်ရမယ်နော်တင်းကုန်တွေနေမှာအဲ့ဒီအချိန်ပူဆောင်ရမယ်အင်္ဂါနေ့မှာအချိန်ပူဆောင်ရမယ်โอเคဟုတ်ပြီအဲ့တော့တပတ်လုံးမှာအချိန်မရဘူးကွာအလုပ်လုပ်နေတယ်ဥပမာဆိုရင်7နာရီခွဲတောက်ကြနေ7နာရီခွဲရနေနေ့လည်း7နာရီကျွန်တော်တို့မီးပူဆောင်လို့မရတဲ့လူတွေရှိတယ်နော်ပြီးွားရင်ဘော်တခုနေ့7နာရီခွဲရနေကျွန်တော်7နာရီအထိပူဆောင်လို့မရတဲ့လူရှိတယ်ဆိုကိုပူဆောင်လို့ရတဲ့နေ့ကိုပဲပူဆောင်ပါတို့တော့ရက်ပေါင်း36ရက်တော့ပြည့်ရမယ် ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်လေအဲ့တော့ကြိုက်တဲ့ရက်ပူဇော်ပါတပတ်မှစနေတနင်္ဂနွေနေ့ရက်ပဲရမယ်ဆိုတော့စနေတနင်္ဂနွေနေ့ရက်ပဲပူဇော်ပါအဲ့တော့ကိုစုတောင်းတာကတော့ခဏပြောလို့မျိုးပေါ့နော်ကိုကကိုစုတောင်းတာစုတောင်းဒါပေမဲ့စုတောင်းပြည့်ခြင်းမပြည့်ခြင်းဟာတက္ကနာဒါကြီးကိုပူဇော်လာတာများလာလေလေကို့စီကိုငွေကြီးလက်လာပါနေပတ်သက်ပြီးအားကောင်းလာလေလေငွေဝင်ဖို့အတွက်အခွင့်အလမ်းတွေအားကောင်းလာလေလေဖြစ်ပါလိမ့်မယ် နော်ဟိုပုံမှန်ကိုယ့်ရဲ့ငွေရှာတဲ့ပုံစံနဲ့ဒီဟာကိုမီးပူစော်ပြီးငွေရှာတဲ့ပုံစံနဲ့ကွဲလဲသွားပါလိမ့်မယ်အဲ့ဒါကစီမီထုံပြီးတော့ကိုယ့်ရဲ့မြောက်တဲ့နေမှာတည်တာလာပါလိမ့်မယ်အဲ့တော့လုပ်ငန်းလုပ်နေတဲ့လူပဲဖြစ်ဖြစ်တခြားရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့လူပဲဖြစ်ဒီရတရားကိုတည်တည်ချာချာပြုလုပ်ပါကိုယ့်အတွက်အောင်မြင်မှုရရှိပါလိမ့်မယ်ကျွန်တော်ကအချိန်နဲ့အတိအကျကျွန်တော်ချပြထားပါတယ်ကျွန်တော်အချိန်ကိုနောက်တစ်ခါပြန်ပြောပြပါမယ်တနင်္ဂနွေနေ့မှာကျွန်တော်တို့ နေ့လေတနာရီခွဲကနေ3နာရီတွေမှာပူစောရမယ်။တနင်္လာနေ့မှာ9နာရီကနေမနေ့9နာရီကနေ10နာရီခွဲပူစောရမယ်။အင်္ဂါနေ့မှာ3နာရီကနေ4နာရီခွဲညနေပိုင်းဖြစ်သွားမယ်နော်။ဗုဒ္ဓနေ့မှာ10နာရီခွဲကနေ12နာရီမှာပူစောရမယ်။ကျန်တာပရီနေ့မှာမနေ့6နာရီကနေ9နာရီခွဲမှာပူစောရမယ်။တောက်ကြနေ့မှာ12နာရီခွဲကနေနော်။နေ့လေ7နိုင်ခွဲရနေကျော်တနိုင်မှာပူစောရမယ်စနေနေ့မှာ9နိုင်ခွဲရနေ9နိုင်ကြာပေါ့မနေ့9နိုင်ခွဲရနေ9နိုင်ကြာမှာပူစောရမယ် ဲ့ဒီမှာကျွန်တော်တခုပြောချင်တာကတကယ်လို့မိတ်ဆွေအနေနဲ့ပေါ့နော်မိတ်ဆွေအနေနဲ့အာတခုခုပေါ့ဟိုပူဇော်မယ်ကိုအင်းဒီအယောင်မှာရွေးချယ်ပြီးဝတ်နိုင်ရယ်ဆိုရင်တော့ပိုကောင်းတယ်အဲ့တော့တင်းငွေတွေနေမှာအဝါရောင်ဝတ်ပြီးတော့မီးပူဇော်ပါတောက်ကြနေမှာအပြာရောင်ဝတ်ပြီးပူဇော်အာ sorry တင်းလာအာ sorry တင်းငွေတွေနေမှာအဝါရောင်ဝတ်ပါတင်းလာနေမှာအပြာရောင်ဝတ်ပါနော်ဒီ way ကျွန်တော်တို့အင်္ဂါနေ့မှာနည်းနည်းလေးအယောင်အနဲ့ယောင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်အယောင်အရင် ဝတ်ပြီးတော့မိပူဇော်ပါအာပြီးွားရင်ကျွန်တော်ဗုဒ္ဓဟူးနေ့မှာချက်သွေးရောင်လေးနဲ့ပူဇော်ရမယ်ဟုတ်ပြီနော်ကျန်တော်ပြီနေ့မှာအဖြူရောင်တောက်ကြနေ့မှာအညိုရောင်နောက်တကအဲကျွန်တော်တို့ဒီစနေနေ့မှာအစိမ်းရောင်နော်အဲ့ဒီအင်းကြီးလေးတွေဝတ်ပြီးတော့ပူဇော်မယ်ဆိုရင်ကိုယ့်အတွက်ပုံမှန်ပြီးတော့ပြည့်ပြည့်စုံပါတယ်အဲ့တော့ကျွန်တော်အချိန်ရောအရာရောအကုန်လုံးအတိအကျကျွန်တော်ပြောပြပြီးသွားပြီ အဲ့ဆိုအယောင်ရွေးချယ်တယ်ဆိုပိုကောင်းအောင်ရွေးချယ်တာကို့မှာအဲ့ဒီအယောင်တွေမရှိတဲ့ကို့အစင်ပြေတဲ့အယောင်တွေကိုကပူစော်လို့ရပါတယ်ဘာမှမဖြစ်ပါဘူးเนาะကျွန်တော်ကပုံမှုပြီးတော့ထက်ကောင်းအောင်ပို့ပြီးတော့ကော့မေးလိုက်တာ ဖြစ်ပါတယ်အဲ့တော့အယောင်အနေနဲ့ကတော့ကို့ကကိုအဲ့ဒီတိုင်လောက်ချင်တဲ့လောက်မလောက်နိုင်ဘူးဆိုလို့ရှိရင်လည်းကို့ကကိုအစင်ပြေရအင်ဂျီဝတ်စာဝတ်ဆင်ပြီးတော့ကျွန်တော်တို့မေးပူစော်မယ်ဆိုရင်ပူစော်လို့ရပါတယ်အဲ့တော့ကျွန်တော်ပြောပါမယ်လောက်ပုံလုံးကြီးကအရင်ရိုးရှင်းပါတယ်မေးပူစော်ရုံပဲခက်နေတာကအချိန်ပါကို့ကတိတိကျကျလောက်ပို့တော့လိုအပ်ပါတယ် အားလုံးပဲငွေကြေးကိစ္စတွေကံကောင်းပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်